ို့တို့မှာဒီအုံနောက်အပေါ်မှာဖြစ်စဉ်ဒီလိုမျိုးသွားတိုင်းမှတ်တိုင်းမှာ cognitive cost ကြီးတယ်။ဒါကြောင့်မလိုတဲ့အသင်းတွေသတင်းတွေဒါတွေတခုကြည့်လိုက်တော့မှကိုယ့်ရဲ့ cognitive cost ကသွားနေတာဒါလေးကိုသိဖို့လိုတယ်။ဒါကြောင့်ကိုကဒီအရာတွေထပ်ပံတဲ့လေလေကိုက information တွေ switch လုပ်တိုင်းမှာ attention span တွေကကျလာတာ။ဒါကြောင့်အရေးကြီးတဲ့ information တွေကို stimulate မဖြစ်နေတော့ပြီးတော့တကယ်အရေးကြီးတဲ့ focus လုပ်ရမယ့်အရာဆိုလို့ရှိရင်ကိုကအများကြီးမမှတ်နိုင်တော့ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ information တွေအများကြီးရတဲ့အခါမှာ attention filter ရလည်းမ on ထားတဲ့အခါမှာကိုကဘာမှမလုပ်မရမလဲမသိဘူးဆိုရပြဿနာကြီးစဖြစ်လာအောင်ဒါကြောင့်အများဆုံးစပြီးတော့အမှ decision say solution overload ဖြစ်လာရဲ့ဒါကြောင့်လေးတည်လာတနေ့တာမှာရိုးရှင်းတဲ့ decisions လေးတွေလုံးမယ်ဆိုရင်တော့မခက်ခဲလာတာတွေ့ရတယ်ဥမာထားရေးသွားချုံမယ်ဆိုရေးချိုးကနေမှဝေ့နေရမျိုးကြီးကြုံမှုကြလားမသိဘူးအဲ့ဒါလေးဒီခက်ကဖြစ်တဲ့လူငယ်တွေတချို့ကလေးစုကိုပေါ့နော်ပြောရဲပေါ့နော်ဟိုကိုလှုပ်ချင်တဲ့တနေ့တာတွေကိုအများကြီးမလုံနိုင်အောင်ဘယ်လိုမျိုးအားနဲ့လုံးအောင်မယ်ဆိုစုပြောချင်တာလေး တခါလေရမယ်ဒါမတနာမညာတာလို့ပြောတဲ့စကားမဟုတ်ဒါခက်ကြောင်ဖြစ်တဲ့ယောဂါတွေသိလားအရင်ခက်မှာလေအရန်ကိုစိုးရတဲ့အရာရှိဥမာဒုတိယကဘာဆက်လို့မျိုးဥစားမျိုးတွေပြီးတော့ဒီမှာ holocaust ကနေပြီးတော့ဒီနာစီအချင်းစခန်းကနေလွတ်လာတဲ့သူတွေကိုရီခံနေရတယ်ဆိုတာအဲ့လောက်မစိုးသေးဘူးတပည့်အဲ့လိုပြောရင်လည်းပေါ့နော်တခုရှိရေ trauma တွေကိုဖော့လိုက်တဲ့ဒါ positive ဟို toxic positivity ဆိုပြီးတော့တွေးဖို့မယ်ပေါ့နော်အဲ့လိုလဲပြောချင်တာမဟုတ်ဘူးဒါပေမဲ့ပြောချင်တာကဒီလူတွေရဲ့ pain level နဲ့ခံရတဲ့ traumas တွေဒီဥစ္စာတွေမှာဒီ kick ကသူတွေကဘာလို့ပို့ပြီးတော့မလုံနိုင်လဲဆိုတော့တပြည့်နဲ့သူတို့က stamina မကောင်းတော့ဘူး attention ဆိုလဲ span attention span အရင်ကြာလာစအဲ့ဒါဘာလို့လဲဆိုတော့ဒီ information တွေတိတ်များလာလို့အဲ့တော့အဲ့ဒီဈေးမြက်လေးကိုသိရင်ကိုကကိုယ့်ရဲ့ဒီအရေးထူတဲ့စိတ်အရေးထူတဲ့ဒီပြောမယ်ဆိုရင်တက်လုံကောင်းတဲ့ ချမ်းရှင်းပြန်ကောင်းတယ်ဆိုတော့ပြန်မွေးမြူဖို့လိုတယ်ကိုယ့်ရဲ့ neuron လေးအစ်စ်ပြန်ပြီးတော့မွေးဖို့လိုအဲ့အတွက်ဘာလို့လဲဆိုတော့မလူရိုင်းမကြည့်နဲ့ attention တွေကို layer တိုင်းမပေးဖို့သိတ်လိုအပ်တယ် curie